လောကမှာလူတွေပြောကြတဲ့စကားတစ်ခုရှိတယ်။ဒီကောင်ကလူလေတဲ့။အဲ့ဒီလူလေဆိုတဲ့သူကဘယ်လိုလူတုံးဆိုတော့သူများတွေအပေါ်မှာလှည့်ပတ်ဖြန်ကြပြီးနေတဲ့သူကို လူလေတဲ့။သူများတွေအပေါ်အသာစီးကနေဆက်ဆံအကျော်အလွှားတွေအခွန်အရေးတွေကိုလက်တဆုံနှိုက်ပြီးနေတဲ့သူတွေကိုလူလေတွေတဲ့။တကယ်တော့အဲ့ဒီလူတွေဟာတကယ်လူလေတွေလား။ အဲ့ဒီလူတွေကိုသူကိုယ်တိုင်ရောဝန်းကျင်ကလူတွေကရောမတိပဲနေကြပါမလားတိသွားကြတဲ့လူတွေကသူ့ကိုနှစ်သက်ကြပါမလားမြန်တို့တံမိုးထားကြပါမလားသူကရောကို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 ကျင်တရားကောင်းသူလူကောင်းသူကောင်းအဖြစ်နဲ့တတ်မှတ်ပါမလားအဲ့ဒီလိုလူကောင်းသူကောင်းအဖြစ်ကိုကျင်တရားကောင်းသူအဖြစ်မတတ်မှတ်ကြပဲဒီကောင်ကလူလေလူဖြံလူကလိန်ကြစ်ကောင်း လူအခွန်ရေးသမားစသည်ဖြင့်သိမြင်သတ်မှတ်ခံရရတာဟာသူ့အတွက်အမြတ်ထွက်တာလားသူ့အတွက်အရှုံးထွက်တာလားတကယ်တော့ဝန်းကျင်ကသူ့ကိုလူကောင်းသူကောင်းပေါင်းတင်တင်းတင်းတဲ့သူလူမဟုတ်ဘူးလို့သတ်မှတ်ခံရရတာဟာအရှုံးထွက်တာပါပဲအဲ့ဒါလို့ကိုသိကာကိုနာမည်ကိုတန်ဖိုးတွေကိုကိုယ်တိုင်ကြာရှုံးအောင်လုပ်နေသူဟာလူလေဟုတ်ပါမလားသူ့အတွက်အဲ့ဒီအလုပ်တွေကအမြတ်ထွက်ပါမလား တကယ်တော့လူလဲဆိုတာကိုကိုကျင်တရားတွေအမြတ်ထွက်အောင် လုပ်နေသူလူတွေရဲ့တန်ဖိုးထလေးစားမှုတွေရအောင်လုပ်နေသူလူတွေရဲ့ယုံကြည်မှုတွေရအောင်လုပ်နေသူကိုဘဝကိုတန်ဖိုးတက်အောင်လုပ်နေသူအဲ့ဒီလို လုပ်နေသူတွေကမှလူလဲလို့ဆိုကျင်တယ်အဲ့ဒီလို လူတွေဟာဘဝမှာအမြတ်ထွက်နေသူတွေသာဖြစ်တယ်ဒါကဝန်းကျင်နဲ့အမြတ်အရှုံးကိုတွက်ကြည့်တာပါကိုကိုယ်တိုင်ကတော့ လူတွေကိုလှဲ့ပတ်ဖြန်ကြစာရှိရင်လှဲ့ပတ်ဖြန်ကြဖို့တွေကပဲသူ့စိတ်ကအမြဲစိတ်ကူးကြံစည်နေမှာဘသူကိုဘယ်လိုဖြန်ကြလဲရမလဲဘသူကိုဘယ်လို လှဲ့ပတ်လဲရမလဲဘသူအပေါ်ဘယ်လို အနံ့ယူလိုက်ရမလဲဒီစိတ်တွေဒီအကြံတွေပဲဖြစ်နေမယ်ဆိုရင်အဲ့ဒီစိတ်တွေဟာစိတ်ကောင်းနေဟုတ်ရဲ့အဲ့ဒီမကောင်းတဲ့စိတ်တွေနဲ့နေနေရတဲ့ကိုကိုကောစိတ်ချမ်းသာကိုချမ်းသာရှိနိုင်ပါမလား အမြဲပဲတွေးဘူးတာတွေမလုံမလဲဖြစ်တာတွေကိုကိုကိုအပြစ်တင်တာတွေဖြစ်မနေပေဘူးလားကိုကိုကိုရဲ့ဖြစ်တည်မှုဘဝအပေါ်မှာအရှုံးတွေထွက်မနေဘူးလားအမျက်တွေထွက်နေရဲ့လားအဲ့ဒါလို့ကိုကိုကိုရဲ့တန်ဖိုးတွေလည်းကြာရှုံးဝန်းကျင်ရဲ့တတ်မှတ်တန်ဖိုးတွေလည်းကြာရှုံးသူတယောက်ဟာဘဝမှာအရှုံးတွေထွက်နေလားအမျက်တွေထွက်နေသလားအဲ့ဒါလို့အရှုံးတွေထွက်နေတဲ့သူကိုလူလေလို့ ါ်မလားသူအလို့ခေါ်မလားအဲ့ဒီလိုလူဟာတကယ်လူလေလားလူအလားစဉ်းစားကြည့်ပါဒီကုန်းချုပ်ပြောခဲ့ချင်တာကတော့ဘဝမှာကိုကူကိုရဲ့ဇာရိတတန်ဖိုးအကျင့်တန်ဖိုးစိတ်ဓာတ်တန်ဖိုးတွေကြာရှုံးနေရင်ဝန်းကျင်လူတွေရဲ့သတ်မှတ်တန်ဖိုးအမြင်တန်ဖိုးတွေကြာရှုံးနေတာခံရပြီဆိုရင်သူဟာလူလေမဖြစ်နိုင်လူအလို့ပဲသတ်မှတ်ချင်လူလေဆိုတာကိုတန်ဖိုးကို ကြအောင်ဘယ်တော့မှမလုပ်ဘူး။ဘာတွေကြကြမကြကြကို့တန်ဖိုးတွေကို့စာရိတာတွေကြာရှုံးတာဟာလောကမှာအဆိုးဆုံးကြာရှုံးမှုလို့ဆိုခဲ့ကြပါတယ်။အားလုံးအားလုံးကိုချင်းစာရိတာတန်ဖိုးများများပြားအောင်အားထုတ်နိုင်ကြတဲ့လူလေများဖြစ်ကြပါစေ။